ားလုံးပဲတာလီဆိုပါကျွန်တော်တို့ရဲ့ YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တို့ဆရာဦးအေးသိန်းစူးစီးရှင်းတာထားတယ်နိုင်ငံအဖို့တန်ရတနာများစာအုပ်တွေကပါမခဥချိုရင် အကြောင်းကိုဖက်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါဦးခင်ဗျာပါမခဥချိုရင်ဥချိုရင်ဒီ ်ရခိုင်ပြည်တန်လွင်းမြို့စာလေးဖြစ်သည့်1936ခုဒီဇင်ဘာလ9ရက်နေ့ကြာတာပိုင်းနဲ့မြန်မာတက္ကရာ1298နတ်ဒေါ်လာဆန်73ရင်းနဲ့မှာတန်လွင်းမြို့ကန္နာလန်းနေအိမ်မှာမွေးဖွားခဲ့ပါလေ။ဖခင်မှာခရင်ခရင်ဝန်ရုံးစရေးဖြစ်ပြီးဥပ္ပိုလ်ဖြစ်သည်အမိမှာဒုံမြရင်ဖြစ်သည်တူဦးလေးတော်သားဖြစ်သည် ငစင်ကအတန်တွင်မျိုး BAM ကျောင်းမှာကျောင်းနေအစိုးရအထက်တန်းကျောင်းတော်မှာပညာသင်ကြားခဲ့ပါတယ်1934ခုနှစ်မှာတန်တွင်မျိုးအထက်တန်းကျောင်းကစေတန်းအောင်မြင်ခဲ့ပါတယ်ဖခင်ဖြစ်သူဥပဝဟာတန်တွင်အရေးပိန်ရုံမှာဆက်ရည်အဖြစ်လုပ်ကိုင်နေစဉ်ရုတ်တရက်လင်ငန်းယောဂါဆွေးကပ်သဖြင့်အလုံးမှနှုတ်ထွက်ခဲ့ရပါတယ်ဘုချိုရင်အဘိုးမှာတန်တွင်ခရင်မှာမတိသူခြားတဲ့ပဒိုင်းဆရာကြီးဥပိုလ်ဖြစ်ပါတယ်အဘွားမှာဒေါ်ချွေဥဖြစ်ပါတယ်ဥပိုလ်ဒေါ်ချွေဥတို့ဟာ ဥဘောဥဥဘောတုဥညီကြီးဆိုတဲ့တာတောင်းရောက်ရှိရဲ့အခါမှာဥကျိုရင်ရဲ့ဖခင်မှာဥဘောဖြစ်ပါတယ်ဥဘောတော်ရွှေဥတော်မှာသေတာလျော်ပစ္စည်းဥစ္စာကုံလုံးချမ်းသာသူတွေဖြစ်ကြပါတယ်ရခိုင်သားမန္တလေးစာတော်ကြတယ်လို့အများဆိုလေရှိတာရှိတဲ့အာလျောစွာဥဘောဟာပညာတတ်တယောက်မဟုတ်ပေမဲ့လေမျိုးရိုးအလိုက်ညာကောင်းကြတယ်လို့အများကကြည်ကျူခင်ခံရတဲ့သူတွေဖြစ်ပါတယ် အရေးပိုင်ဟောင်းဦးကျော်မင်းနဲ့တရားခရင်ဆက်ချင်တရားသူကြီးဟောင်းဦးဘောမန်တို့ရဲ့အကိုကြီးပြီးပြီးမှတ်ညံအလွန်ကောင်းပါလေဦးကျော်ရင်ဟာဖြစ်တိချအနေဖြင့်ကျူကျော်ရေးသမားတွေရဲ့တန်ဖနော့အောင်မြန်မာပြည်ရောက်နေတဲ့ကာလမှာလူဖြစ်လာရပါတယ်ဒုတိယကမ္ဘာစစ်နဲ့ပြပင်းတော်လာတဲ့ဖြစ်စစ်ဂျပန်များနဲ့ရင်ဆိုင်လာရပါတယ် တော်သူတို့ကာလကမျိုးချစ်စိတ်ရှိကြတဲ့လူငယ်များအလုံးဟာဆောင်ရွေးရမရဝါသနာပါသည်ဖြစ်စေမပါသည်ဖြစ်စေဟုတ်တစ်ချက်သေးတဲ့ပွင့်အဖြစ်နိုင်ငံချစ်စိတ်မျိုးချစ်စိတ်နဲ့မိမိတို့ရဲ့ဘဝကိုစတည်ခေကြရပါလေ1942ခုဇန်နဝါရီလမှာဥကျိုရင်ဟာတန်ရွေးခရင်ပြီးအောက်တိုလိုင်းရေးကောင်းဆောင်ဖြစ်နေပြီးလူငယ်ကျောင်းသားများကိုတိုင်ပြည်တွင်အသက်ဆွန့်လို့စိတ်များတွင်ပေပြီးနေချစ်မောင်းထုတ်ရေးတွေစစ်ပညာသင်တန်းများပေးခဲ့ပြီးချို့ဝဲတက်များဖွဲ့စည်းခဲ့ပါလေမြန်မာနိုင်ငံ န်ပိုပိုင်းမှာဖြစ်စစ်ဝါဒပြန်မှန်မှုကြီးစိုးနေကြတဲ့ဂျပန်နေချစ်သမားတွေကိုဆန့်ကျင်တူလန်ကြဖို့တူလန်ရေးစိမ့်ပြင်းနေချိန်ဖြစ်ပါတယ်ဖြစ်စစ်ဂျပန်များကိုမြန်မာနိုင်ငံအတွင်းမှာနိနစ်ကိန်းတူလန်မောင်းထုတ်ရေးအတွက်ပြည်တွင်းမှာရှိကြတဲ့စီယုံပြင်ဆင်နေကြချိန်လေးဖြစ်ပါတယ်ပြည်တွင်းပြပမှာဖြစ်စစ်နိုင်ငံများကိုတက်ခိတ်နေကြတဲ့မဟာမိတ်နိုင်ငံများနဲ့အဆက်အသွယ်ချဖို့ဂျပန်လည်းရှိကြပါတယ်အင်္ဂလိပ်ဆိုရရင်အဆက်အသွယ်ရရန်ဂျပန် ကျင်းပြီးတော့ဖက်ဆစ်ဆန်ချင်ရဲ့အတွေ့1942ခုနှစ်ကပင်အန္တရာယ်ပြည်သို့ထွက်ခွာသွားပြီးတော့ထွက်ခွာသွားတယ်တက်ပုံကြီးဦးသိန်းဖေဦးသိန်းဖေမြင့်နဲ့ကိုတင်ရွှေတို့အကြောင်းဘာမှမသိရတဲ့အတွက်တရုတ်ပြည်မှာတဆင်ဥကျွရင်နဲ့တခင်တင်များတို့ကိုအထက်ကတာဝန်တရုတ်တရုတ်ပြည်မှာတဆင်ဥကျွရင်နဲ့တခင်များတို့ကိုတခင်တင်များတို့ကိုအထက်မှတာဝန်ပေးလွှတ်လိုက်ပါတယ် တိုးတိုးခရီးလမ်းမှာအန်တီများလွန်းတဲ့အတွက်မိမိအသက်ကိုဖိနစ်ထုတ်ပြီး၂ရက်အသာပြန်သွားခဲ့ရပြန်ခဲ့ရပါတယ်1942ခုနှစ်တန်တွေးခရိုင်မြောက်တိုလိုင်းရေခေါင်းဆောင်အဖြစ်လူငယ်ချောင်းသားတိုင်းကိုအသက်ဆုံးလူစိန်များတွင်ပေးပြီးနေချစ်အများကိုမောင်းထုတ်ရတွေစစ်ပညာသင်တန်းတွေကိုပေးခဲ့ပါတယ်အချို့ကိုချို့ဝက်တက်များဖွဲ့စည်းပေးခဲ့ပါတယ်ဒေါက်တာဗမိုအစိုးရခေအချို့ရဲ့ဘက်မှာဝင်ရောက်အမှုထမ်းဖို့ဥကျရင် ဥကျိုရင်ဟာတိုက်တွန်းတော်လေလက်မခံခဲ့ပါဘူး1940တဲ့ခုနှစ်ဇလိုင်လအလောက်မှာဥကျိုရင်ဟာမန်းဝင်းမောင်တမရဟောင်းတခင်ဘောကိုအောင်မောင်ကိုချစ်ကောင်းတို့နဲ့အတူဖက်စစ်ဒွန်လိုင်းရေးဖက်စစ်ဂျပန်ဒွန်လိုင်းရေးလုပ်ငန်းတွေအိန္ဒိယတို့ခရီးထွက်ခဲ့ရပါတယ်ဥကျိုရင်ဟာအိန္ဒိယတို့ရောက်တဲ့အခါစစ်ပညာနဲ့လေထီးစင်းသင်တန်းတက်ခဲ့ပြီးတက်များသိမ့်ပြီးဒီနေ့မန္တလေးတို့ချလာပြီးအထက်မြန်မာပြည်ဖြစ်စစ်ဒရိတ်ဖြစ်ပြည်သူလွတ်လပ်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းရမှာလူထုဦးလာနဲ့အတူဆောင်ရွက်ခဲ့ပါတယ်။ဦးကျော်ရင်ဟာအထက်မှတာဝန်ပေးချက်အရသခင်တင်ရွှေကိုအိန္ဒိယတို့အပြန်ခရီးလိုက်ဖို့တာဝန်ဖြစ်ပါတယ်။သခင်တင်ရွှေနဲ့အတူဦးထွန်းညိုဝန်ကြီးဟောင်းနဲ့မမညကြီးကြောက်စီတို့ကိုခွားမြို့မှာကိုတန်းမောင်အကူအညီနဲ့ တန်ရွေးခရင်ခွားမြို့တောင်ပင်မှာရှိတဲ့တောင်ပေါရွာအနီးပင်လေချိန်ကလေးမှာအင်္ဂလိပ်တန်စစ်တင်ပေါ်နဲ့အချိန်အကျယ်ပြူပြီးဥကျုံရင်ကပေါ်ပေးခဲ့ပါတယ်ထော်စင်ကဆရာဥကျုံရင်ဟာနေချစ်စစ်လူတို့နေထစ်စစ်မှလူတို့စစ်တော့စာအုပ်ကိုရေးသားခဲ့ပါတယ်အင်္ဂလိပ်မှာဒီခံပါခင်ဗျာမန္တလေးမှာအိန္ဒိယတို့ပြန်သွားပြီး1945ခုနှစ်ဧပြီလမှာဂျပန်ဖစ်စစ်တပ်များနဲ့ဗမာမျိုးစစ်တပ်များ ထိတ်ပွေပြင်းထန်စွာဖြစ်ပွားနေတဲ့ဒေသများသို့တခင်ဖို့နှင့်အတူလေတီးဖြင့်ဆင်းဖို့အစမ်းလေ့ကျင့်နေစဉ် ခြေရိုးအကွေသွန်သဖြင့်စီယုံတို့တရားဖူတာခရပြီးဒုတိယကမ္ဘာစစ်ပြီးခါမှမြန်မာနိုင်ငံသို့ပြန်ရောက်ခဲ့ပါတယ်ဖြစ်စစ်တွန်လိုင်းဤကာလမှာစွန့်စက်တမန်ဆောင်ရွက်ခေချင်းများကြောင့်1945ခုနှစ်ကွန်မြူနစ်ပါတီကွန်ကရစ်ကဥကြုံရင်အားဘိုးကော်မတီဝင်အဖြစ်တင်မြောက်ခဲ့ကြပါတယ်1946ခုနှစ်ဖတ်စာဖလာညီလာခံမှာတန်တွဲခရင်အတွဲဖတ်စာဖလာဘဟုဥစည်းအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်1945ခုနှစ်တန်တွဲခရင်မှာသူ့အလိုကြအတိုင်းဖြစ်စစ်များကိုတိုက်ခိုက်တုတ်တင်ပြီးလေပြီ ဂျပန်ဟိုရွယ်ပိုးခွန်တကောင်းများပင်မရှိတော့ပြမဘက်မှာလေးစစ်တောင်းနဲ့တန်လွင် ပြက်လာမှာသာဂျပန်အနည်းငယ်ချမ်းတို့သည်အင်္ဂလိပ်တပ်များနီဂရိုတပ်များအချို့ချို့ဝင်ရောက်လာကြတယ်တွန်းလိုင်းရေးဌာနချုပ်ညွှန်ကြားချက်အတိုင်းတန်တွေးခရိန်ခေါင်းဆောင်များဆောင်ရွက်လျက်ရှိကြပါတယ်သူ့ရဲ့တသက်တမ်းဘဝခရီးဖို့အဖြစ်တန်တွေးမျိုးမှာတောအုပ်ကြီးဥဖိုးချော်ရဲ့သမီးရခိုင်ကပဲ ရှိခဲ့တဲ့သူမဖြူဖြူကိုတန်တွင်းမျိုးစင်ကောက်ရွာမှာလက်ထပ်ခဲ့ပါတယ်တိုလန်ရေးကာလဖြစ်ဖြစ်တိုလန်ရေးကိုမထိခိုက်စေဖို့ရခိုင်ထုံတန်းစင်လာကို တွေ့ဖေးကအတန်မထွက်တိတ်တိတ်ကလေးလက်ထပ်လိုက်ရပါတယ်ခြေပုံများထံမှဥဒတော်အောင်နဲ့မထင်မရှားနှစ်ယောက်တို့အပြင်ချောင်းပြားရွာလေးမှာရွာသူရွာသားအနေငယ်သာပါဝင်ခဲ့ကြပါတယ်1946ခုနှစ် ကွန်မြူနတီပါတီနှစ်ချမ်းခွေသွားတဲ့အခါညညွတ်ရေးဘက်မှရှက်တီစူးစမ်းခဲ့သေးတယ်။ ဖဆဖလကွန်မြူနီခွေသွားတဲ့အခါမှာလေညညွတ်ရည်တွေစူးစမ်းခဲ့ပါသေးတယ်မရနိုင်မှန်းသိပြီးဥချိုရင်ဟာလိန်မာပနက်စွာနိုင်ငံရေးနေပြည်မှာနှုတ်ထွက်လာခဲ့ပါလေမူလကပင်ဝသနာထုံပါခဲ့တဲ့ပညာရေးနေပြည်တော်ဝန်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဥချိုရင်ရဲ့ဆွင့်ရင်နဲ့တတိကိုမျက်စိကျနေတဲ့ဘုချုပ်အောင်ဆန်းကသူ့အမိကိုတိမ်ပြူပြေပြူလွတ်တော်အမိစင်ရဲ့မှာထည့်သွင်းခဲ့ပါသေးတယ်တိုးတိုးဥချိုရင်ဟာနိုင်ငံရေးဘဝထက်စာပေရေးဘဝမှာ ပညာရေးသမားဘဝကိုသာပုံမိုး၍ခုံမြင်တဲ့ဦးကျွင်ဟာဟိုချောအောင်ဆန်းအားခွင့်ပင်ကသူရှစ်လစွာသောချန်ကုန်တက်ကတော်မြေတို့ပြန်လာကမဟာဝိဇ္ဇာတန်းကိုတည်၍မြန်မာစာဌာနမှနိုင်ငံတော်ဝန်ထမ်းဆောင်ပေးခဲ့ပါတယ်။ချန်ကုန်တက်ကတော်မှာတာဝန်ထမ်းဆောင်နေခဲ့ပေမဲ့ဦးကျွင်ဟာသူမျက်နှာတဲ့စာပေလောကကိုအစစ်မပြတ်ခဲ့ပါဘူး။အန်တာဝတီမြမအလင်းမန္တလေးစတဲ့နေ့စဉ်သတင်းစာများနဲ့ရှုံမဝါ တွေ့တော်မေကပဒေတာမြဝတီစတဲ့မေဂဇင်းတွေမှာမြန်မာစာပေကိုမြင့်တင်ရမြင့်တင်ကြောင်းဆောင်းပါတွေဝတ္ထုတော်တွေရှင်းတာခဲ့ပါတယ်စာရီတို့တမကတပည့်ချောင်းသားများစာပေအထုံရင်းကျစ်စေဖို့ရင်းကျစ်စေဖို့အတွက်လေရန်ကုန်တက္ကသိုလ်စာရေးဆရာများအသင်းကိုဦးစီးတည်ထောင်ပေးခဲ့ပါတယ်ဦးကျော်ရင်ဟာတက္ကသိုလ်ချောင်းသားဘဝကပင်ဒီတော့ဂျာနေဂျာနေချုံမေဂဇင်းတကုံမေဂဇင်း ်ဩကအလဲမဂ္ဂဇင်းစသည်တော့မှစာပေရေးသားလေးရှိခဲ့ပါတယ်သူရဲ့တညွတ်ရိုးဘူချုပ်ကိုပြင်သစ်ဘူချုပ်ကြီးမချက်ဒီကာရဲ့အထုပတိဘာသာပြန်စာအုပ်မှာထင်ရှားတဲ့စာအုပ်တော်ဖြစ်ခဲ့ပါတယ်။နေရှိစစ်မှလူထုစစ်တို့စာရှိတဲ့နိုင်ငံရေးအသိပညာပေးစာအုပ်ကိုလည်းရေးသားခဲ့ပြီးရှီဟောင်းမြန်မာစာပေများကိုလည်းပြုစုတိဖြတ်ထုတ်ဝေခဲ့ပါတယ်။ ဦးကျော်ရင်ဟာ1949ခုနှစ်မှာမဟာဝိဇ္ဇာပွဲရရှိပြီးမဟာဝိဇ္ဇာပွဲအတွက်တင်ဆက်နေတဲ့ကျမ်းမှာမြန်မာစကားပုံတမိန်ကျမ်းဖြစ်ပါတယ်။ဦးကျော်ရင်ဟာမြန်မာစာဌာနမှာ16နှစ်တိုင်နေပြဆရာနေပြဆရာလက်ထကတိကာစသည်ဖြင့်အစဉ်စဉ်ဆောင်ရွက်ခဲ့ပါတယ်။1962ခုနှစ်ဒီဇင်ဘာလမှာပြည်ထောင်စုမော်စကိုတက္ကသိုလ်မှာမြန်မာစာပါမခဖြစ်ဆောင်ရွက်ခဲ့ပါတယ်။1940 64ခုနဲ့မော်စကိုမှပြန်လာပြီးနောက်ပိုင်းမြန်မာစာဌာနတွေမလုပ်တော့ဘဲဂျာကုန်တက်ကတော့အုတ်ချိုရည်ယုံအုတ်ချိုရည်မူထွန်းတော့တက်ကတော့များအုတ်ချိုရည်အဖွဲ့ဒူးညွန်ကြရေးတာဝန်များကိုဆောင်ရွက်ခဲ့ပါတယ်1965ခုနဲ့စက်တင်ဘာလ30ရက်မှာမန္တလေးဝိဆာနဲ့တိတ်ပန်တက်ကတော့ပါမခါချောဖြစ်ခံရချင်းခံရပြီးခွေလွန်ခဲ့ပါတယ် ကွလန်တဲ့အထီလည်းအမှုထမ်းခဲ့ပါတယ်။ဥချိုရင်ဟာရခိုင်သားဖြစ်ပြီးရခိုင်မျိုးကို ချစ်သူ ဖြစ်ပါတယ်။ရာမဆက်မကြည့်ဘူးသောတန်တွင်းမျိုးမှာရှားမဆက်ကိုမဖြစ်ဖြစ်အောင်ကပြပေးခဲ့ပါတယ်။ဥချိုရင်ဟာចောင်းသားကောင်းဆောင်လူထုကောင်းဆောင်ဘဝမှာတက်လာတဲ့ဆရာတယောက်ဖြစ်၍စကားပြောရခြင်းကိုနှစ်သက်သူဖြစ်ပါတယ်။ရခိုင်လေမြမအသုံးနှုံးကိုချိုးမွေပြိုးနိုင်သူဖြစ်၍အာဝန်ဆက်အာဝဇန်ကောင်းပါတယ်။ တူချင်းပြောရသည်ဖြစ်စေလူထုကိုပြောရသည်ဖြစ်စေသူဤစကားများဟာညီငွေဖွေမရှိအမေးနားထောင်ချင်အောင်နှုတ်ဆွှင်သူဖြစ်ပါလေဥကျုံရင်ဟာမဟုတ်လျင်မခံတတ်မတူတီကိုမြင်ရလျင်လေမပြောပေမနေနိုင်အမေးမတက်လျင်မတက်ဘူးဟုပြောတတ်သည်အပေါ်ရန်ရွှေမုံကျွေးရဲ့အထေကနွားချေခံတော့လောကကိုအလိမ်မားနဲ့အိတ်ချိုပြီးလျင်တာပေါင်းညာစားလုပ်နေတဲ့သဘောမျိုးနဲ့ဖီလာဆန့်ကျင်ခဲ့ပါလေကျွန်တော်ဝါသနာပါလာကအမှုပညာနဲ့စပေးပဲ တော်လိုင်းရဲ့အလုတ်ကတော့မြို့ချစ်စိတ်အရင်ခံနဲ့တင်းပြည့်အတွက်မလုံမဖြစ်တဲ့တာဝန်ကိုလုပ်နေတာပါပဲတာဝန်ပြီးဆုံးရင်ကိုဝါသနာပါတဲ့အလုတ်လုပ်မယ်လို့စိတ်ကူးထားတယ်ဒီဒီမှာဟိုချိုရင်ဤဆန္ဒနဲ့ဝါသနာကိုဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်ဟိုချိုရင်ဟာဆိုဘီယက်ယူနီယံအပြည့်ပြည့်ဆင်ရတက္ကသိုလ်မှာမြန်မာစာပါမခတက္ကသိုလ်များယုံအုပ်ချုပ်ရင်မှုဝန်မန္တလေးဝိဆာနေသိပ္ပံတက္ကသိုလ်ပါမခ၆ဖြစ်အမှုထမ်းခဲ့ပါတယ်ကလောင်အမီ၁၀မျိုးခန့်နေအုပ် စာအုပ်ပေါင်းစေအုပ်ခိုင်ဂျေတာတင်ပြထုတ်ဝေခဲ့ပြီးဝတ္ထုဆောင်မှာပြတ်ဆက်ပေါင်း၁၅၀ကျော်ဂျေတာခဲ့ပါတယ်။ဆရာကြီးဦးကျော်ရင်ဟာသူ့ရဲ့ဘဝကိုစာပေလောကပညာရေးလောကမှာမြှုပ်နှံသူဆစ်ဆစ်ဖြစ်ပြီး ပါတယ်ပါမခါချုံမဖြစ်မီသူ့ရဲ့ဆိုဆိုပိုင်ပေါ်မှာသူ့တည်တနာလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ပါတယ်သူ့တည်တနာရှုတော်နဲ့စာပေတွေကိုခြားဖွေရေးသားခဲ့ပါတယ်တီးဖြတ်ခဲ့ပါတယ်ရခိုင်မဲသမီးအချင်းဘာချန်းတရားစာငရေခန့်ပြောပလဲစင်မင်းပြောစသည်တို့ဟာဆရာကြီးကိုယ်တိုင်ချက်တွေရင်းနေကြစာပေမျိုး ဖြစ်ပါတယ်ဆရာကြီးဟာကလောင်နာမည်အမျိုးမျိုးမှာမဂ္ဂဇင်းတွေမှာရေးသားခဲ့ပါတယ်မြေချစ်စစ်မှလူထုစစ်တော် ကညွေရေဘူချုံဆိုတဲ့စာအုပ်ဟာဥကျုံရင်ရဲ့လေစွန်ပြစာအုပ်တွေလို့ဆိုတင်ပါတယ်။နောက်ပိုင်းမှာဥကျုံရင်ဟာစာကောင်းစာမွန်များအကောင့်ထေဖို့ရေးအတွက်အချိန်မပေးနိုင်ပြီးအချိန်မပေးနိုင်တဲ့အတွက်ကြိုးပမ်းနိုင်ခွင့်မရခဲ့ချပါဘူး။စာပေလောကကိုအလွန်လင်းထွန်းလင်းအံ့သောခြေတဝင့်ဒီကမြေတော့အကျွေးဆိုခဲ့ချပါပြီ။မန္တလေးဝိဆာနဲ့ပါမန်တိတ်ပံပါမခချော ဥကြိုရင်၄၉နှစ်မှာဇီဂျိုယိုဂါတရက်ရွက်ကြောင့်ယိုဂါနဲ့အတဝါယိုဂါတို့ဖြင့်1966ခုနှစ်မတ်လ20နှစ်မှာစတင်ရင်ရန်ကုန်ပြည်သူ့စေယုံမှာတက်ရောက်ကုသနေရမှာညနေ9နာရီမိနစ်90မှာခွေလွန်အိဆာရောက်သွားပါတယ်ဆရာဟာသူချစ်တဲ့လောက သူချစ်တော့ကြောင်းသူချစ်တော့ဇနီးနဲ့တာသမီတွေကိုကြိုခိုင်းခဲ့ပါတယ်တက္ကသိုလ်လောကမှာတာမကစာပေလောကမှာပါဆုံချုံမှုကြီးတရက်ဖြစ်ခဲ့ပါတယ်ဆရာကြီးဥကျွရင်ကိုလွန်တဲ့အခါအလွန်စိတ်တပိုးထားကောင်း၍အေးစစ်နေတတ်တဲ့ဆရာဇနီးဒိုဖြူဖြူဟန်နဲ့တာညွန်ထွန်းအောင်အသက်18နှစ်တမီတန်နာဖြူအသက်15နှစ်တော့ကြံ့ရည်ခဲ့ပါတယ်နားဆင်ပေးခဲ့ကြတယ်ကျွန်တော်တို့ရဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင် ရှိပါတယ်ခင်ဗျာ ပေးကင်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နေကြပါစေအားလုံးကိုချစ်စွတ်တင်ပါတယ်ခင်ဗျာလာမယ့်